မင်္ဂလာပါရှင်။ဆရာကြီးချစ်ဦးညိုရေးသားထားတဲ့ဘုံပြန်နန်းသခင် ဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်။ဘုံပြန်နန်းသခင်နနေခင် ရှင်းတဲ့လေးပြေကို ရှူရှက်ရဲ့ လေသာဆောင်အဝ၌ရက်လင်ရက်ချင်းမပင်အိုးကြွကြွအတန်များကိုဘောဓိမင်းသားကြားလိုက်ရလေသည်တန်သူမာရဂိရိနေပြည်တော်အရေးမှပဲ့တင်ပြန်လာသောအတန်ကြောင့်စကလုံးဝေါ်ဟာရမသေးခွေအဝေးစီတွင်လက်မြင်နေရသောဇီလံမာကြီးတျှောက်မှလေလူတွေရုတ်ရုတ်တဲတဲပြေးလွားနေကြသည်လက်တွေကိုအပေါ်သို့မြှောက်ထားကြသည်မျက်နာတွေကလည်းကောင်းငင်စီသို့မော့နေကြသည် ဝရုံသုံးကဘလုံးပထွေပြေးပြီးပြေးပြီးဟုကြာမိတလို့လို့တန်သူမာရဂီရီပြီမှာဒီမနဲ့ဘာရီဖြစ်နေသလဲဘာကြောင့်တိုင်းသူပြည်သားတွေရောက်ရက်ခတ်နေကြသလဲအေချမ်းညင်သက်စွာနူထနေကြဖြစ်သောတန်သူမာရဂီရီဤမနဲ့ခင်းသည် မြည်သည့်အရာကကတောင်ကနေဖြစ်အောင် လုံနေသည်နီအတန်တွေကလည်းပြေးပြီးပြေးပြီးဟုကြာမိတလို့လို့ ပြီးတော့လူတွေအလုံးအပေါ်မော့ကြည့်နေကြသည်။ကောင်းကင်စီသို့လက်ညှိုးညွှန်နေကြသည်။တန်သူမာရဂီရီပြည့်ရှင်ဗောဓိမင်းသားသည်ကြာရှည်စွာစင်စားနေရန်မလိုတော့ချေ။တောင်အရက်ကောင်းကင်စီမှတဝုံဝုံအတန်ကြီးပေါ်လာသည်။အုံအုံရိုက်ခတ်သောအတန်ကြီးကို အထိတ်တလန့်နားထောင်နေခိုင်းပါပြီ။ကောင်းကင်တပြင်လုံးလင်းပြက်သွားသည်ဟုထင်လိုက်ရသည်။ ဗောရီမင်းသားယန္နီယာလေသာဆောင်ပဒင်းဤရှီတတဲမှာကြီမာလာသောတရံကြီးတစ်ခုသည် အရှိန်အဟုန်ပြင်းစွာဖြတ်တန်းပြန်တက်သွားသည်ထွက်ပြူစနေရောင်တွင် ထိုတရံကြီးသည်တောက်ပဝင်းဝါနေသည့်တောင်မန်ကြီးနှစ်ဖက်ဟုထင်ရသော အရာနှစ်ခုနှိမ့်မြင့်လှူရှားလေတိုင်းနေရောင်ပြန်အလင်းများက စီးဖြာရင်ထိုးသွားကြသည်စူရဲကျင်းဆက်မြင်ကွင်းကိုလဝါနှစ်ကွယ်လျက်အားဆိုင်ကြီးလိုက်ပြီးနောက်တွင်က ဗောဓိမင်းသားသည်ကြီးစွာသောအံ့ဩမှုနှင့်ရေရွတ်လိုက်ပါသည်ဂလုံးဂလုံးငှက်ကြီးပါလားမကြုံစဘူးထူကဲသောထိုအချင်းရာအတွက်ဗောဓိမင်းသားသည်တကယ်မူးများမူမတ်များကိုစင်ခေါ်နေရန်ပင်မလိုတော့ချေတင်စဝလူလင်သည်မင်းသားရှိနေရာလေသာဆောင်ပဒင်းစီတို့ချက်ချင်းမင်းအခစားရောက်လာသည်စိတ်ဒရာဝေဇကီထွက်ပြေးသွားပါပြီအရှင် တီစွာလူလင်သည်ဤတံမပြိုတော့ပဲရောင်မဆိုင်တော်ဦးတင်နေသည်လူလင်ငယ်အသွေးမှာ အမောတကောအည်တကြီးနိုင်လာလေသည်ဂလုံးငကြီးတကောင်ပြန်သွားတာကိုအရှင် တွေ့ရလိမ့်မယ်ထင်ပါတယ်အရာဟာအမှန်တော့ဂလုံးငယ်စစ်စင်မဟုတ်ပါဘူးလက်သမားကြီးစိတ္တရာဝတီရဲ့ရန်ရာစိတ်ယုတ်ကြီးဖြစ်ပါတယ်လက်သမားကြီးဟာဘူဒဝဟာနာအတက်နဲ့ဂလုံးရုပ်ရန်ရာဆက်ကိုဆင်ပြီးတာမယာနဲ့တကွာထွက်ပြေးသွားပါပြီအရှင် အံ့ဩလိုမကအံ့ဩလွန်သောကြောင့်ဗောဓိမင်းသားသည်တိမ်စွာလူလင်ကို စကားတို့ကို မိန်တော်မမူနိုင်ချေလက်သမားကြီးထွက်ပြေးသွားတာကိုတန်တူးမာရာဂီရီတစ်မျိုးလုံးတွေ့ရှိမြင်လိုက်ကြရလို့ရုတ်ရုတ်သေးသေးဖြစ်နေကြခြင်းမှာအရှင်အခုချိန်ဆိုရင်ဂလုံရုပ်ရန်ညာဆက်ကြီးဟာကျွန်တော်မျိုးတို့ဘလို့မှအလန့်မမီနိုင်တော့တဲ့ဝေးလံတော်အရက်ကိုရောက်သွားပါပြီ။ "तू तू ထွက်ပြေးသွားပြီ။ဟုတ်လား။ဟုတ်ပါတယ်အရှင်။ဒါ ဒါဖြင့်ငါရဲ့ကောကနတဘုံပြန်နှန်းကရောဖုံးတော်ကြောင့်အရှင်ရဲ့ကောကရတဘုံပြန်နှန်းပြသက်ကြီးကိုတော့လက်သမားကြီးဟာအပီးတိုင်ဆောက်လုပ်ပြီးသွားပါတယ်အရှင်ဘော်ဒီမင်းသားသည် ရာဇာအင်ဒရီကိုပင်တတိမရနိုင်တော့ပဲတပြင်းတစ်ချက်ကိုလေးပြင်းစွာမှုထုတ်လိုက်သည်ဂလုံးရုပ်ရန်ရာဆက်ကြီးကိုမတွေ့မြင်နိုင်တော့သည့်ကောင်းကင်စီတို့လှည့်ကြည့်သည်ကောကနတနန်းပြသက်ကြီးပြီးသွားရင်တော့တော်သေးတာပေါ်တိမ်စွားရဲ့ อืมငါအကြံစီတော့အထမမြောက်လိုက်တော့ဘူးပေါ့သင်လက်လွတ်ထွက်ပြေးပြီဆိုတော့မစွေးမနဲ့အရှင်လက်သမားကြီးစေတရာနဂေကကျွန်တော်မျိုးကိုပြောဘူးပါတယ်အရှင်အမိန်တော်နဲ့သူဆောက်ခဲ့တဲ့ကောဂရာနန်းပြတ်သက်ကြီးဟာသူ့အစွမ်းကုန်ပါပဲတဲ့နောင်ကိုသူဒီလိုနန်းပြတ်သက်မျိုးဘယ်လို့မှမဆောက်နိုင်တော့ပါဘူးတဲ့ဟုတ်လားသင်ဒီလိုပဲပြောတော်သလားတိန်စဝဒီလိုပဲပြောတော်ပါတယ်အရှင်อืมဒါဆိုလေသူ့အတက်နဲ့ သူ့အထုပ်ဖတ်တစက်ပြီးသွားတာပေါ့လေ။ကိုင်ကိုင်တင်စဝမင်းပြုမြဲအမှုတော်အတိုင်းပြုခါစားမြဲခါစားတိုင်းသူပြည်သားတွေလည်းနေမြဲရှိမြဲအတိုင်းနေကြရှိကြစေ။လက်သမားယုတ်အကြောင်းဆိုဘာမှစဉ်းစားမနေကြနဲ့တော့။သူ့ကလုံးယုတ်နဲ့အတူရောက်ချင်ရာရောက်စေ။ကောင်းပါပြီအရှင်။ဗောဓိမင်းသားဤလက်ဆွဲတင်စဝလူလင်းသည်နန်းဆောင်ထဲမှထွက်လာခဲ့သည်။အရှင်သခင်နဲ့ဗောဓိမင်းသားကိုချစ်မြတ်နိုးရင်ဆွဲရှိတော်လေ။ မင်းတို့ဤအတော်မတက်နိုင်သော အာနာမီလီယံလောင်မြိုက်လူမှုကိုဆင်ခြင်နေမိသည်မြည်တို့ရှိစီအရာခတ်သိန်းကနေသားတကြပင်ပြီးစီသွားလေ၏လက်သမားကြီးစေဒရနဂီလေမိသားစုနှင့်အတူ ထွက်ပြေးလွမြောက်သွားပြီကောကနဒဘုံပြန်နှံပြတ်သက်ကြီးလေပြီးစီသွားပြီးဘောရီမင်းသားသည်လည်းကျေနပ်သွားပြီမထင်ရှားသောနေရာတနေရာမှနေ၍အထီရောက်ဆုံးလုပ်ငန်းတစ်ခုလှုပ်ဆောင်လိုက်နိုင်သောကြောင့် တင်စဝလူလင်သည်အာပါတိယပြုံးနေမိလေသည် အသက်20ကျော်ရုံမြသာရှိသေးသောတီစဝသည်တန်သူမာရဂီရီပီလင်ဘောဓိမင်းသား၏ငယ်ကျွန်လက်ယုံအစ်စ်ဖြစ်သည် အရှင်ဘောဓိမင်းသားကို အသက်ပေး၍အမှုထမ်းခါစားသူဖြစ်သည်တိတ်စဝ၏နုပြိုတကြွသောအရွယ်နှင့်လိမ္မာထက်မြက်သောအည်သွေးတို့ကြောင့် ဗောဓိမင်းသားသည်လည်းတိတ်ဆွားကိုမင်းလူလင်အဖြစ် အပါတော်၌ထားရှိခါသာစေသည်။တိုင်ရေးပြည်ရာကြီးကျယ်သောအမှုကိစ္စများ၌မပါဝင်သောညာဗောဓိမင်းသား၏အတွင်အမှုကိစ္စကြီးငယ်မှန်သမျှတို့၌လည်ရင်အကြဆုံးအတွင်လူပင်ထိုကြောင့်မင်းကောကနဒဘုံပြန်နှံပြတ်သက်ဤနောက်ကွယ်မှကြောက်ဖွယ်အကြီးခင်းကြီးတစ်ခုကိုတိဆဝကြိုတင်တည်ခဲ့ရခြင်းဖြစ်သည် ထို့သူကြိုတင်တည်ခဲ့ရသောကြောင့်လဲတိမ်စွားသည် အာလုံဤအကျိုးကိုလူမသိသူမသိရွယ်ဆောင်နိုင်ခွင့်ရခဲ့လေသည် အာလုံဤအကျိုးမှန်သည်ဗောဓိမင်းသားစိတ်ဒရဝဂိတတမနေတကွာတန်သူမာရဂိရိတိုင်းပြည်ဤကပီးရာဆိုရင်တိမ်စွားငါတို့ရဲ့မျက်စီမှာဒေတာမှာတိုင်းပြည်တွင်မင်းနေပြည်တွေပေါများလာတယ်။အုတ်ချိုဆိုးဆန့်နေတဲ့ဘရင်တွေဟာလေအတီးတီးအတကာ ဖုံးအာနာလက်ယုံနှလုံးသူ့အစွမ်းနဲ့သူရှိကြလေတယ်။ဒီအထဲမှာတန်တူမာရာဂီရီနေပြည်နဲ့ငါဘောဓိမင်းသားဆိုတာကိုအာလုံးထက်တမူထူးခြားနေအောင်ငါလုပ်ဖို့အကြံရှိနေတယ်ဟု အရှင်ဖြစ်သောဘောဓိမင်းသားကမင်းဆိုလာသည်။မြစီမဒေသတစ်ခွင်မှာဘလို့များတမူထူးခြားအောင် လုပ်မှာပါလေဟုတိန်စဝတွင်းနေစဉ်ဘောဓိမင်းသားကဆက်၍မင်းသည် မင်းနေပြီတော့ကမင်းစိုးစံတဲ့နန်းဆောင်ပြတ်သက်ကိုဘသူနဲ့မှမတူတမူထူးအောင်ကဆောက်လုပ်မယ်တိန်စဝဒီအတွက်အင်မတန်တော်တဲ့လက်သမားကြီးကိုလည်းအမိန်တော်နဲ့ငါဆင့်ခေါ်ထားပြီးပြီသူနာမည်ကစေထရဝကီတဲ့ငါအတွက်သူစောက်ပေးရမယ်နန်းပြတ်သက်ကမင်းစီမာတခွင်လုံးမှအထူးကြဆုံးအလှပဆုံးအခမ်းနာအတင့်တယ်ဆုံးဖြစ်စေရမယ်အရှင်စကားမို့သာကြားနာလိုက်ရတော့လေတိန်စဝအဖို့အမှုမဲပင်ထားခဲ့သည် သို့သောတစထက်တစရုပ်လုံးကြွာလာသောပြတ်သက်ကြီးကို တွေ့ရသောအခါဗောဓိမင်းသားစကားမှန်လီပြီဟုတိန်စဝတိမှတ်ရလေတော့သည်လက်သမားကြီးစိတ်ဒရာသည်လက်သမားအမှုဖြင့်တသက်လုံးစုဆောင်ဖြည့်ဆည်းခဲ့သောပညာတို့ကိုယခုတစ်ချိန်တွင် အလုံးစုံပုံဩပြီဟုထင်ရသည်တရေချက်ပေါ်တွင် ပြတ်သက်ပုံစံငယ်ကိုရေဆွဲပြစင်ကလက်သမားကြီးအပျော်ကြွယ်လာသည်ဟုထင်ခဲ့သောအထင်ကိုပင်ပြန်၍တောင်းပန်ရတော့မလို့ဖြစ်လာသည် ကောကနဒနံပြတ်သက်ကြီးသည်မြေပြင်ပေါ်တွင်တိဆောက်သော ပြတ်သက်ဟုထင်เสียမရှိတော့ချေမြေပေါ်၌စာတီးသော အောက်ခံခုံတီးပင်လင်စိတ်ဒရာဤလှဲစားမှုအတက်ကြောင့်အပေါ်သို့ပြန်ကြွအံ့ဟုထင်ရသည် အသွဲသွဲအစင်စင်စီရည်ဆင်အပ်သော တိုင်လုံးများသည်လည်းမြင့်မတ်ဤအင်အားကို အပြေဝဆောင်ကအထက်စီသို့ငွာဆွန့်ဆွန့်တက်နေကြသည်ထိုတိုင်လုံးများအကြားတွင်ရဖောက်ကူရှက်သောဒုံရောက် ဒိုင်းလှွာတို့ဒီလေတခုနှစ်တခု ဖြတ်ကူးကြောနေရှုပ်ထွေးခြင်းမရှိကြပဲအပြန်အလန်ကူပန်ကြသောငှက်အတောင်ပံများလိုစီရည်ရည်စင်ရရင်တင့်တယ်စွာ ရှိကြသည် ထို့များသာမက အမိုးစုံတို့တွင် ရှိသော ကနုံများတိုင်လုံးအစိတ်တို့တွင်ရှိသောချူပန်းအနှယ်များကလည်းပျော့ပြောင်းသောမြင်ကွေးအသွင်ဖြင့်တခုကိုတခုလိန်ရှက်ပွေဖက်ထားကြသည် ကွေညွတ်သွဲပြောင်းသောဘန်းကနုံများဖြစ်တော်လဲနွဲလျာခြင်းသဘောထက်ခန့်ဝဲကြံခိုင်ခြင်းသဘောကိုပို၍ဆောင်သည် ထိုထက်မူအစဉ်စဉ်တက်သွားသောဘုံအထက်ထက်တို့လဲမတိမတာသေးငယ်သွားကြကပို၍ပို၍မြင့်တက်သွားလေလေပေါ်ပါလင်းမြန်သောအဟုန်ကိုဆောင်လေလေဖြစ်နေကြသည်အထက်စီတို့သာ ခူရှက်တမ်းမြင်နေသောပြတ်သက်အစွန်တို့သည် ကောင်းကင်ကိုမယောင်ရဲမတင်တိတ်နိုင်သောလက်ချောင်းတွေများဖြင့်အငံမရကုတ်ချရန်အာထုတ်နေကြသည် ဟုထင်ရသည်အောက်အစင်ပုံမှပန်းကနုတ်သည် သူ့အထက်စင်ပုံမှပန်းကနုတ်စီတဖန်ထိုပုံအစင်ကလည်းသူ့အထက်အထက်ရောက်သောပုံအစင်စီတို့တဖန်တုံရင်ပုံအစင်ကလည်းအထက်ပုံ အစင်စီတို့စင်ကဲစင်ကဲမြင်မာတက်ရောက်သွားပုံများမှာ ပြန်တမ်းမှုများယုံကြွကူးဆက်နေသည်ဟုဆိုရမည်။ထို့ဖြစ်မီကောကရပုံပြန်နံပြတ်သက်ကြီးသည်တစားတစားယုံလုံးပေါ်လာကမျက်စိအောင်မှပင်ပောက်ဖွားရှင်တန်လာသည်။ကြည်နေသူဤစိတ်ထဲတွင် ကြည်နေရင်ဖြစ်မီနံပြတ်သက်ကြီးသည်မြေပြင်မှကြွတက်ခါအထက်သို့ပြန်တက်သွားတော့မည်ဟုထင်ရောက်မှားစေပြီးပြတ်သက်နှင့်အတူကောင်းကင်ပြင်ထဲသို့တွေ့ဖက်လိုက်ပါသွားခြင်းသည့်စိတ်မျိုးပေါ်ပေါက်လေသည့်အထိလှေစားနေသည် လက်သမားကြီးစိတ်ဒရာသည်ပညာကုန်ထုတ်၍ကောကရကိုမွေးဖွားတန့်စင်မိဟုအလုံးကအံ့ဩမကုန်ဖြစ်ကြရလေသည်ကြည်စံတိန်စဝအာကာတိန်ညွန့်ပြန်ကွန့်ဗနံပြတ်သက်ကြီးငါရဲ့ပြတ်သက်ကြီးလေစဘူတိတ်မှာဒီလိုပုံပြန်နဲ့ဘယ်နေရာမှာရှိနိုင်မလဲတွေ့လားဘောရီမင်းသားသည်အာပါတရကြွေးကြော်လေသည်အရှင်သခင်ဤသွေးရောင်လွှမ်းသောတောက်ပမျက်နှာကိုကြည်နေရင်မှပင် ထိုမျက်နှာပြင်ပေါ်၌ထူဆန်သောအငွေတစ်ခု ဖြတ်တန်းသွားသည်ကိုတိန်စဝထင်သည်တိန်စဝငါတခုစဉ်းစားမိတယ်မင်းသားသည် အခြားတပါးသူများမကြားစေရန်တိန်စဝကိုငကိုဒီတွေ့ဆုံခဲ့လေသည်ဒီမြေပြင်မှာတဦးသည်သာဒီလိုပြတ်သက်မျိုးပိုင်ဆိုင်သူရှိစေရမယ်နောက်ထပ်ကိုကနတာလိုမျိုးမပေါ်ပေါက်စေရဘူးသိလားလက်သမားကြီးစိတ်ဒရာကီကိုလည်းငါမေ့ကြည့်တယ်ဒီပြတ်သက်မျိုးကိုရခင်ကစောက်ဖူးသလားဆိုတော့ ဒါဟာသူ့ရဲ့ပညာကုံလက်ဦးအတက်ပဲလို့ဆိုတယ်။ဒီတော့ငါတွေးမိတယ်တိမ်စဝဘောဒီမင်းသားကြီးအကြံကကြောက်ခမန်းလေးလေးပင်စိတ်ဓာတ်နဂီရှိနေတခြားဘရင်တွေမင်းသားတွေကလည်းကောကနဒလိုပြတ်သက်မျိုးစောက်ခိုင်းအောင်ပါပဲစိတ်ဓာတ်နဂီကလည်းမင်းမိန်ဆိုတော့စောက်ပေးရအောင်ပါပဲဒီအခါမှာကောကနဒပြတ်သက်တွေနှစ်ခုသုံးခုလေးခုရှိလာတော့မယ်ရှိလာရင်ငါရဲ့ကောကနဒဟာထူးမြတ်အံပွဲမဖြစ်နိုင်တော့ဘူး ငါလိုချင်တာကတခုလေးတော့ပုံပြန်နဲ့ဒီတော့ဒီပြက်သက်ကြီးပြီးသွားတဲ့အခါဒီစိတ်ဒရဝကိလက်သမားကိုနောက်ထပ်ဒါမျိုးမလုပ်နိုင်အောင်ခက်ထန်ခြင်းဖြင့်ကြင်မြောင်းသွားသောမျက်စိတငယ်အိမ်များကိုတိမ်စဝတွေ့ရသည်ဒီလက်သမားကိုလက်ဖြတ်ပြေးရမယ်မျက်လုံးဖောက်ထုတ်ပြေးရမယ်အိုးတက်ပြစ်လိုက်တာအကောင်ဆုံးပဲတတတလုံးတစ္ဆာဆောင်သည့်ဂျိုးနွန်းစွာအမှုတော်ထမ်းခဲ့ရမှာ ဒီတခါတော့အရှင်သခင် အပေါ်မှာဖောက်ဖျက်ကျူးလွန်တော်မူဟုတိန်ဇဝဆုံးဖြတ်လိုက်သည်။ဒိုနေပင်စေဒရာနဂီလက်သမားကြီးစီတို့မစွိုင်းမတော့သွားရောက်ခါဗောဓိမင်းသားဤရဆက်တတ်သောအကြံကို ဖွင့်ချခဲ့သည်။ဆရာကြီးမှာတော့အသည့်လိုအနေရရှိနေပြီ။ကျွန်တော်ဟာအရှင်မင်းသားကြီးရဲ့တူဦးဒီသော ကြွံ့ယုံမှာဒါပေမဲ့ဒီလောက်ရဆက်တဲ့အမှုကြီးကိုတော့တစ္ဆာမဆောင်သိနိုင်တော့ဘူး။ဂျီရောဆရာကြီးရဲ့ကျွန်တော်အရှင်ဗောဓိမင်းသားရောကျွန်တော်ရော ဆရာကြီးရောအလုံးအစဉ်ပြေချမ်းသာနိုင်အောင်နီလန်းတစ်ခုကို ကြံစီပါ အကောင်ဆုံးနီလန်းကိုရှာဖွေပါ အသက်ချမ်းသာရရအောင် ကြိုးစားပါနော် အတွေ့အကြုံရင်လာပြီးဖြစ်တော့လက်သမားဆရာကြီးစေဒရဝဂီဒီတိမ်စဝါလူလင်ကိုနှစ်သိမ့်လွတ်လိုက်လေးသည်ထို့နောက်ဗောဓိမင်းသားထံမှပြတ်သက်ကြီးတင်တယ်စွာအပိသက်ရေးအတွက်တစ်သားများစွာလိုအပ်ပါသည်ဟု တောင်းခံကရနိုင်သမျှတစ်သားတို့ကိုလျှို့ဝှက်စွာစုဆောင်ခဲ့သည် ပြတ်သက်တိဆောက်ရေးလုပ်ငန်းခွင်တဲ့သို့လဲထမင်းပို့လာတော့မိမိဤဇနီးမတပါအခြားသူမဝင်ရအောင်မင်းမိန်တော်ခံလျက်လုံခြုံစေခဲ့သည်ရသည်မသောတစ်သားတို့ကိုစူဆောင်းကလက်သမားကြီးသည်ဘုဒ္ဓဝါနာအတက်ဖြင့်ဂလုံယုတ်ကြီးကိုတိဆောက်ခဲ့သည် ရန်နေရဆက်တက်ဆင်ခဲ့သည် အလုံးစုံအထာမြောက်သည့်တနနေ့တွင်ဂလုံယုတ်ကြီးတဲ့သို့သားမယာဆွေမျိုးမိသားစုအလုံးဝင်ရောက်စေကရန်နေရကိုဆက်နိုးလိုက်သည် ကလုံးရန်ရဆက်ကြီးသည် ပြင်းထွာသောတောင်ဟုန်တန်းဖြင့်တန်တုမာရခီရီနေပြီးတော့ကောင်းကင်ထဲတွင်ယုံယုံညဉ့်ညံစေကဗောဓိမင်းသားဤအာနာစက်ကွင်းထဲမှထွက်ပြေးလွတ်မြောက်သွားခဲ့လေသည်ယခုတော့ကောကနတဘုံပြန်နန်းပြတ်သက်ကြီးလည်းပြီးသွားပြီလက်သမားကြီးလည်းချမ်းသာရရသွားပြီအရာခတ်သိမ့်လဲချော်မွေ့ပြပြစွာဆက်လက်ရှင်သန်သွားခဲ့ပြီလက်သမားကြီးထွက်ပြေးသည့်ကိစ္စနှင့်ပတ်သက်၍ ဘောဓိမင်းသားသည်ကျွံယုံတင်စဝလူလင်အပေါ်တွင်စူစင်မြတန်တရားရှိတော်မမူဘောဓိမင်းသားကကောကရတဘုံပြန်နှံပြတ်သက်ကြီးကိုကြည့်ပြီးဝမ်းမြောက်နှိမ့်ချိုင်းနေသည်ထွက်ပြေးလွမြောက်သွားသော လက်သမားကြီးကိုတတိမရတော့တင်စဝသည် လူမတိသူမတိစွန်းဆောင်နိုင်ခဲ့သည့်မိမိ၏အခမ်းကဏ္ဍကိုတူဒီပင်ပီတိတောမနတဖြစ်နေလေသည်တင်စဝအဖို့ပူ၍ကြည်နူးစရာကောင်းသော အဖြစ်တစ်ခုပေါ်လာပြန်သည် ကောကရတဘုံပြန်နန်းပြတ်သက်ကြီးကိုတိမ်မြန်ဆူဆန့်တယောက်အောင်ပွဲမှာဘောရီမင်းသားကမြတ်စွာဘုရားရှင်နဲ့တကွာသောတန်ဃာတော်များကိုပင့်ဖိတ်ပြီးစွန့်အမှုလှုပ်ကြွေးမလို့တဲ့။အိုးဒါဆိုတိတ်ကောင်းတာပေါ့။ဒါနဲ့မြတ်စွာဘုရားရှင်ကအခုဘယ်မှာသတင်းသုံးနေသလဲ။ဘယ်ဒေတာကနေကြွချီလာမှာလဲ။ဟင်တင်မသိသေးဘူးလား။ဘုရားရှင်ကိုတော်မြတ်ကြီးဟာဘေးစကတော့ဦးထဲမှာပဲအထမဝါဆိုသတင်းသုံးနေတော်မူတယ်လေ။အိုးဟုတ်လား။ ဘေဒကတောအိုသည်တန်တူမာရာဂိရိနေပြည်တော်၌မြောက်ဘက်စွန်တွင်တည်ရှိပေသည်တကတိုင်းနန္ဒမိတ်ထဲတွင်အตายာဆုံးတောအိုအဖြစ်နာမည်ကြီးသည်ယခုဖျားရှင်သည်ဘေဒကတောအိုစီမနေ၍တန်တူမာရာဂိရိသို့ကြွာလာတော်မူတော်မည်တင်စဝါသည် အရှင်သခင်ဗောဓိမင်းသား၏ပြတ်တက်နန္တမင်္ဂလာပွဲကို တွေ့ကာလက်သမားကြီးကိုတုတ်တင်ပြည်ရန်ကြံစီခဲ့သည့်အဖြစ်ကိုပင်ခွန်လွတ်ချင်သွားသည်ငါအရှင်ဟာဘရင်ဖြစ်နေလို့သား ရာဇသဘာဝအလျောက်ခက်ထန်ကြမ်းကြုတ်သွားရရှာတာပါ အမှန်တော့သူ့နှလုံးသားထဲမှာနူးညံ့တဲ့အရာတွေကင်းဝင်နေတာပဲအေးလေဘာပဲဖြစ်ဖြစ်ကိုကနတပြတ်သက်နန်တက်ပွဲမှာတော့အင်မတန်ကို တင့်တယ်မှာပါပဲနန်ပြတ်သက်ဖွင့်ပွဲဖျားအမှုပြုတန်ကားတော်များအားစွန့်အမှုလှုပ်ကြွေးပွဲနေတွင်တိမ်စဝထင်ထားသည့်ထက်ပို၍တိုင်မြိုက်ခံနာနေသည်အိုးကြည်စမ်းပါဦးအာကာတိန်ညော့ပြန်ကော့ဗနန်အမခံပြတ်သက်ကြီးပါလား ဒီလိုပြတ်သက်ကြီးဖွင့်ပွဲမှာမြတ်စွာဘုရားရှင်နဲ့တန်ဃာတော်များဦးဆုံးတက်ရောက်တော်မူကြတာကပူပြီးတင့်နေသွားတာပေါ့ဟောဘုရားရှင်ကိုတော်မြတ်ကြီးကြွလာတော်မူပြီကြည်စမ်းပါဦးမူကောင်းကင်နဲ့ပြန်တက်တော့မယ်လို့ထင်ရတဲ့ပြတ်သက်ကြီးဟာဘုရားရှင်နဲ့တန်ဃာတော်များလည်းရောက်လာရောမင်းမိန်သွားတယ်လို့ပဲနော်အတူမဲ့ကြက်တရေတော်ကိုကွဲ့ဟေးဟေးပြတ်သက်တကားခုံကနေအပြင်ဘက်ထိအပြည့်နဲ့ခင့်ထားတာတွေကဘာတွေလဲဟာ နန္တာဆိုင်ပန်ဆွဲထားသောမျက်နှာကျက်ဖိမှန်များသို့ငေးမောနေမိရမှအောက်ခြေသို့တင်စဝလန်ကြည့်လိုက်သည်အံ့ဩစရာအတိပင် ပြတ်သက်တကားမသည် အပြင်ဘက် မြေပြင်ကြီးအထိအထက်ထက်ခင်ထားသော အရာများမှကော်စောများဂရီပါများမဟုတ်ရွှေကျင်ခတ်ငွေကျင်ခတ်ရွှေကြည်ဖောက်ငွေကြည်ဖောက်အစဉ်အသွေးအမျိုးစုံလှစွာသောရင်ဝတ်စုလျားများပင်တည်းဟင်ရင်ဝတ်စုလျားတွေပါလားဒါတွေဟာ ဟုတ်တယ်လေ။တင်စဝါရဲ့ဒိုရှင်ဘောဒီမင်းသားရဲ့မိဖုရားမောင်းမာတွေခင်ထားတဲ့ရင်ဝတ်စုလျားတွေပေါ့။အဲ့ဒါဟာဗာဒိတ်ပဲလေ။တင်တိတဲ့အတိုင်းပဲလေတင်စဝါအရှင်ဘောဒီမင်းသားရဲ့မိဖုရားမောင်းမာတွေထဲမှာတဦးတယောက်မှတာသမီမထွန်းကားကြဘူးမဟုတ်လား။ဒီတော့မိဖုရားနဲ့မောင်းမာတွေကအခုလိုနမ်းပြတ်သက်သက်ဖွင့်ပွဲဖျားရှင်နဲ့တန်ဃာတော်များကိုစွန့်လုတ်ကြွေးပွဲမှာအတိတ်ထံနဲ့သူတို့ရဲ့ရင်ဝတ်စုလျားတွေကို ဖះရှင်ကြွတော်မူမဲ့လမ်းတစ်လျှောက်မှာခင်းပြန့်ထားကြတာပေါ့အတိတ်ထန်နေတယ်လားဘလို့အတိတ်ထန်လဲတာသမီရမယ်ဆိုရင်ဖះရှင်ဟာဒီရင်ဝိစုလျားတွေကိုနင်းဖြတ်တော်မူသွားပါစေတာသမီမရဘူးဆိုရင်နင်းဖြတ်တော်မူမသွားပါစေနဲ့ဆိုတဲ့အတိတ်ထန်စကားစပြတ်သွားကြသည်မြတ်စွာဘုရားရှင်နှင့်တန်ဃာတော်များသည့်ကောကနတာပြတ်သက်ဤလေကားကုန်အဆက်သို့ရောက်ရှိတော်မူနေကြပြီ စီရီတမျောတခေါ်ခင်ဖြတ်ထားသော ရင်ဝိစုလျာတို့ကဖျားရှင်ဤခြေတော်အစုံကိုဝေရှုငန်လင့်နေကြလေသည်ဘောဒီမင်းသားသည် လေကားခုံအောက်ဆင်သို့ဆင်ကာလက်အုပ်ချီလျက်ခရီးဦးကျိုးသို့သည် ပြတ်သက်အတွင်သို့ဝင်ပါဟုသောအထိပ္ပယ်ရသည့်အမှုရာကိုပြသည်တင်စဝါသည်ဖျားရှင်ဤခြေတော်အစုံကိုသာစူဆိုင်ကြည်နေမိသည်ခြေတော်အစုံကရွေရှာတော်မှမူ ဖျားရှင်ဤမျက်နှာတော်ကိုတိမ်စဝလန်၍ဖူလိုက်သည်နောက်တော်ပါရှိအရှင်အာနန္ဒာထံသို့ကြည်တော်မူလိုက်သည့်ဖျားရှင်ကိုတိမ်စဝတွေ့ရလေသည် အတိဘဲကိုတိမ်စဝနားမလဲထိုစဉ်မှာပင်အရှင်အာနန္ဒာ၏အတန်ပေါ်လာသည် တကတော်မင်းသားပြတ်သက်ပြင်မှာခင်းထားတဲ့ရင်ဝိစုလျာပစုများကိုတိမ်စီဖေရှားလိုက်ပါရင်ဝိစုလျာပစုများအလုံးကိုတိမ်စီဖေရှားပြီးမှပင် ဖျားရှင်သည်နန်းပြတ်သက်အတွင်သို့ဝင်တော်မူကပလင်ထ၌ဆံပေတော်မူလေသည်စွန်အမှုကိစ္စပီစည်းလေပြီတရဏဂုံပြင်စသီလကိုလည်းခံယူပြီးကြပြီဘောဓိမင်းသားကဖျားရှင်အားအဘဲကြောင့်ခင်အပ်သောအဝိတ္တုကိုမနှိမ်မဲဖေရှားတော်မူစေခြင်းကိုမေလျှောက်လေသည်တိမ်ဇဝါသည်ဖျားရှင်၏အဖြေစကားကိုကြားခြင်းလွန်လှ၍အသက်အောင့်ထားရလေသည် တကတော့မင်းသားနှစ်တကွာတော့မင်းမိဖုရားအပေါင်းတို့ဟာသာသမီရသည်ဖြစ်လက်တန်ဖုရားနင်းစီတည်းသာသမီမရသည်ဖြစ်လက်တန်ဖုရားမနင်းစီသည် ဟုအတိတ်တန်စီမံခင်ခြင်းကြပေတယ်။သင်မင်းသားမှာသာသမီမရရသည်ကိုသိစေခြင်းကမနင်းခြင်းဖြစ်ပေတယ်။အရှင်ဖုရားတပည့်တော်မှာအဘယ်ကံကြောင့်သာသမီမရရပါသလဲဖုရား။မတင်းတိမ်မဝါလင်နိုင်သောဖူးမြော်ခြင်းများဖြင့် ဖျားရှင်ဤမျက်နှာတော်ကိုဒစိမ့်စိမ့်ရှုကြည့်ဖူးမြော်ခြင်းဖြင့်တင်စဝါသည်ဖျားရှင်ဆောင်တော်မူသောဗောဓိမင်သားဤအတိတ်ကိုကြက်တီမွေညင်းထားပွေကြားနာလိုက်ရလေသည်ကံမမြင်လမ်းမမြင်ပင်လေသမုတ်တရားဖြင့်တောင်ကုန်းငယ်အွေမျှသော လိုင်လုံးကြီးများသည်တလုံးပေါ်တလုံးဆင်လျေနေကြံသောကောင်းကင်ပြင်သည် ရုတ်ချီမဲမောင်လာကလျှက်စစ်မုံတိုင်းများတဝုံဝုံပောက်ကွဲသွားကြသည်လိုင်တို့သည် တောင်တဝဲဆွန်များကဲ့သို့ခုံကြွမုံမောက်လာသည်။ကောင်းကင်နှင့်ရေပြင်အကြားရှိမုံတိုင်းအောက်တွင် လူခုနှစ်ယောက်ကို တင်ဆောင်လာသည့်တင်မောကြီးသည် အမိုက်ဆပြတ်သွားသည်။ရွတ်တိုင်ဖြောင်ဖြောင်ကျိုးကလေဝံဖြန်ဖြန်ကွဲကြေးသွားသည်။လူခုနှစ်ယောက်တို့သည်ဗယံပဒါလွင်စင်က သမုဒ္ဒရာဤကတွင်တဲ့သို့ ဆုံဆုံမြုပ်သွားကြသည်။လိုင်လုံးများဤဟေကျွေးပုတ်ခတ်မှုကြားထဲတွင် ပြင်ကျက်တစ်ချက်သည်ဂျွန်တို့မောက်ခုံမျောနေသည်။ ထိုပြင်ချက်တွင် လူနှစ်ယောက်ဖက်တွယ်လိုက်ပါသွားသည်ယောက်ျားတစ်ယောက်နှင့်မိန်းမတစ်ယောက်လေသကြီးနှင့်လေသကြီးကတော့အသက်ရှင်ကြံရစ်ခဲ့သောနှစ်ဦးဒီသောလူသားများဖြစ်သည် ပြင်ထန်သော လိုင်လုံးကြီးတစ်ခု၏တစ်ချက်အပုတ်တွင် ပြင်ချိုင်ငယ်သည်ကံကောင်းထောင်မစွာကျွငယ်တစ်ခု၏ကံဆက်စီသို့ရောက်သွားသည်လေသကြီးမောင်နှံတို့ဆက်လက်အသက်ရှင်တန်ခွင့်ရခဲ့ကြပြန်သည်သွေပြက်၆ချားခြင်းများဖြင့်မိန်မောနေရာမှာတတိပြောင်းဝင်လာကြသည် လေတကြီးသည်ဇနီးကိုတွဲခေါ်ကကျွန်းပေါ်တက်ခဲ့သည်ကျွန်းအတွင်ပိုင်းသို့ဝင်ရန်ခြေလန်းဆလိုက်စင်မပင်တကြွန်လုံးတိမ့်သိမ့်ခါမတက်အသံများတဝုံဝုံတဝဝုံမြည်သွားသည်လဲပြူရဇနီးတဲ့ကိုပွေဖက်လျက်လေတကြီးသည်အာရဝန်းသာဟစ်အော်လိုက်လေသည်မကြောက်နဲ့ရှင်မကြီးမကြောက်နဲ့ငှက်တွေကွာငှက်တွေဒီကျွန်းပေါ်ငှက်တွေအများကြီးပဲအပင်ပေါ်မှာတည်းမကဘူးခြုံကြားတွေနွယ်ကြားတွေမှာလည်းငှက်မျိုးစုံနေကြတယ် ငှက်တိုက်တွေငှက်ဥတွေလည်းအများကြီးပဲဟေးရှင်မကြီးတို့မတီတော့ဘူးကွဟောဒီမှာငှက်ဥတွေဒီမှာလည်းငှက်ဥတွေယော့စားစမ်းအိုးဟာဟာငှက်ဥတွေကွယော့တကားတော်မင်းသားများစွာသောငှက်ဥတွေကိုရွှင်ပြဝမ်းမြောက်စားတော့ကြတယ်ဤသို့သော ရှိမကောင်းမှုကြောင့်ယခုဘဝမှာတင်တို့သာသမီမရခြင်းဖြစ်တယ်ဖျားရှင်ဤအတန်တော်သည်တူးမဲ့ကင်းစွာဆက်လက်စီစဉ်တော်မူလေသည် တကတော်မင်းသားအရွယ်၃ပါးမှာအကျဉ်သူသည် ပထမအရွယ်၌ပါဏာတိပါဒစသောမကောင်မှုကိုပြုပူခဲ့လင်ဘဝသည်ဖြစ်သောကာလငယ်စဉ်ကပင်ယောဂဗျာတိကံ့ညိနေဆက်ခြင်းအတတူခြင်းတာသမီမရခြင်းစသဖြင့်ချိုးတဲ့စွာဖြစ်ရပေတယ်ဒုတိယအရွယ်သို့ရောက်မှပြုမူခဲ့သောဒုတိယအရွယ်ချိုးတဲ့စွာဖြစ်ရတယ်တတိယအရွယ်ရောက်မှပြုမူခဲ့သောတတိယအရွယ်မှာချိုးတဲ့စွာဖြစ်ရတယ် ထို့ကြောင့်ချူတဲ့ချင်းကိုအလိုမရှိကုန်သော သူတော်တကာတို့သည်အရွယ်သုံးပါးစလုံးမှပင်ကာယဒုစရိုက်တရားတို့ကိုမြေတားဆောင်လျှောက်ကုန်ရသည်တရားတို့အစုံဝေးသောဒပန်တီကယ်လီသောဗောဓိမင်းသားနှင့်တကွာအမြိုက်တရားရာကြကုန်သော ပရိသတ်တို့အထဲတွင်တင်စဝလူလင်သည်ပေါ်ပြနိုင်ခြင်းကမစွန့်သော ပီတိတရားတို့ဖြင့်ပြောင်းဤညွန့်နူးနေလေတော့သည် ဆရာကြီး ချူညိုရေးသားထားတယ်။ဘုံပြန်နန်းသခင်ဆိုတဲ့ဝိထုတိုလ်လေးကတော့ဒီတည်းမဲ့ပြီးဆုံးသွားခဲ့ပါပြီ။နာဆင်ပေးခဲ့ကြတဲ့ချစ်တော်ပရိသတ်များအားလုံးကိုစိတ်နှပြကျမ်းမာရှင်လန်းကြပါသည်ရှင်။